ဇွန်လ24နေ့မှာစတင်ဖြစ်ပေါ်လာမယ့်မုံတိုင်းနဲ့မုတ်သွန်လေအားကောင်းမှုကြောင့်မိုးရမ်းကြီးပြီးတော့အသက်အန္တရာယ်ရှိရေကြီးမှုတွေကိုမလို့သာပညာရှင်ဦးဝင်းနိုင်ရဲ့သင်ပြချက်နဲ့ညီရေဖို့ပြန်လည်တင်ဆက်ပေးပါမယ်ဖစ်ပိတ်မုတ်တရားအနောက်မြောက်ပဲကလပိုင်းနိုင်ငံအရှိပင်နဲ့ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်ပေါ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းနဲ့တောင်တရုတ်ပင်လယ်ပြင်မှာအစပြိုးလာတဲ့လီဘွေလိုင်း Invest 96 Brutto ရဲ့တရားမှုက အာရီပြပင်လယ်ဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်တွေမှာအနောက်လေဆီးကြောင်းကိုပုံမအားကောင်းစေပြီးတော့မြန်မာနိုင်ငံကိုအနောက်တောင်မုတ်သုံးလေကိုလေပုံမအားကောင်းလာစေတာတွေ့ရကြောင်းမလို့သားပညာရှင်ဝင်းနိုင်ကသုံးသပ်ထားပါရီလာတော့မြန်မာနိုင်ငံကိုဝင်နေတဲ့အနောက်တောင်လေဆီးကြောင်းနဲ့မုတ်သုံးမိုးတွေကစကိုင်းထက်ပိုင်းနဲ့ကချင်းပြင်တွေမှာမိုးအရန်ကိုမှအားကောင်းလာနိုင်ပြီးတော့ကျန်းတဲ့ဒိုင်းဒေတာဂျီရီမှာလေမိုးကြီးမေလို့မလို့သားပညာရှင်ဝင်းနိုင်ကခံမှန်းထားပါရီ အသေးစိတ်အနေနဲ့မြန်မာနိုင်ငံမှာဇွန်လ20ရက်နေ့မှ26ရက်အထိ22နာရီအတွင်းမိုးရံကြီးနိုင်တဲ့ဒေသတွေကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှိပိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းရှိချာ၊ရောင်ဝတိုင်းတောင်ပိုင်းရှိပိုင်း၊ရယဝတီတိုင်းမြောက်ပိုင်းနဲ့ကန်ယူရန်ဒေသတွေအကုန်လုံးမိုးလုံများမှာဖြစ်ကြောင်းမလို့သားပညာရှင်ဝင်းနိုင်ကအရေးပေါ်အသိပေးထားပြီးတော့ချင်းနေမြင်းရည်နဲ့ရယဝတီမြင်းဟာလေး အဝါရောင်အဆင့်ကိုရောက်နေတာဖြစ်တဲ့တော့ view site ချဖို့တော့မလိုတာပညာရှင်ဝင်တွေကအရေးပေါ်ပဲအတိပေးထားပါရီဒီကြားထဲမှာရေကြီးရှန်တဲ့နေမလိုတာတဲ့နေအရေးပေါ်နားဆွန့်ချဖို့လေပညာရှင်ဝင်တွေကအတိပေးထားသလို ဆိုလာနစလီနီမှာစတင်ဖြစ်ပေါ်လာမယ့်မုံတိုင်းရဲ့အကျိုးတရားမှုတွေကိုလေမူလသားပညာရှင်ဝင်းနိုင်ကအတည်ပြုထားပါရီဆိုလာနစလီနီနာနေပိုင်းမှာစတင်ဖြစ်ပေါ်နိုင်တဲ့အထက်လေဝေးလိုက် USCC မှာအားပုကောင်းလာပြီးတော့ဆိုလာနစငိုင်းနေညပိုင်းဆိုလာ26နေနာနေပိုင်းအထိလေဖိအားနေရဝန် LBA ဖြစ်ဆက်လက်သိရှိမှာဖြစ်ကြောင်းဝင်းနိုင်ကဆိုပါရီနောက်တော့မိုးတုံလေးအားအားကောင်းနေပြီးတော့နာနေအစောပိုင်းနဲ့ညနေညချိန်များမှာအပူချိန်ရောကြချိန်မှာ မွေးရည်ဖွဲ့မှ deep wine temperature နဲ့နီးစပ်သည့်ချိန်ဒိန်ထုစုဖွဲ့ဖြစ်ပေါ်မှုအခြေအနေပေါ်မူတည်ပြီးဒေသလိုက်မိုးကြီးမှဖြစ်ကြောင်းဆိုထားပါရယ်လက်တော်ရရှိထားတဲ့ဂျိုးသင်ခမ်းမချက်မြတ်ရဆွမ်းလာ20နှစ်နေနန်းနဲ့မှာကျွန်တော်တို့25နှစ်ညပိုင်းအထိကချင်ပြည်နယ်နဲ့စကိုင်းတိုင်းထက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမူးများပါမယ်။ဇွန်လ23ရက်နေ့နံနက်မှာဇွန်လ26ရက်နေ့နံနက်ပိုင်းတိခရစိုင်းနိုင်အတွင်းပေါ့နော်။ကျွန်တော်တို့ချင်းနေမြင့်နေ AOD မြစ်ပြားဒေသများမှာမိုးရေချိန်ဆင်းလဲမှထွက်ရွာသွန်းနေတာကြောင့်ချင်းနေမြင့်နေ AOD မြို့အထက်ပိုင်းမှာမြေအများမြစ်တက်လာမှဖြစ်တဲ့အတွက်ပြည်သူများအရေးပေါ်ကြိုးတင်ပြင်ဆင်ကြဖို့တော့ရရှိဦးနိုင်ကအရေးပေါ်ပဲအတည်ပြုထားပါရနော်။